အားလုံးပဲမင်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြာတော့လေကျွန်တော်ကအားလုံးအတွက်ကိုသိကျင်နေကြတဲ့အသုံးနဲ့အရမ်းများတဲ့ IE now EG เนาะကျွန်တော်တို့ဘောနော်အတွေ့ရလဲများရယ်เนาะအဲ့ဒီဟာလေးတွေကကျွန်တော်တို့အသုံးလေးတွေအသေးပဲလေးတွေကိုကွဲသွားအောင်ရှင်းပြပေးခြင်းပါတယ်ရှင်။ Okay အဲ့တော့ကျွန်တော်နှစ်ခုစလုံးပေါ့နော်။ I E O ကျွန်တော် E G ရောသူကနှစ်ခုသလုံးသည်လက်တင်ဘာသာစကားနေလာတဲ့စကားလုံးတွေဖြစ်ပါတယ်ရှင်။ Okay အရင်ဆုံးပေါ့ကျွန်တော်တို့ I A เนาะသူ့ရောကျွန်တော် pronunciation အတန်ထွက်ရသူ့ကိုလေကျွန်တော်တို့က I E လို့ပဲအတန်ထွက်ပါတယ်ရှင် I E เนาะကျွန်တော် I E ပေါ့အတန်ထွက်ကเนาะ Okay အတိတ်ပဲကျတော့ကျွန်တော်တို့ပြောပါเนาะ This is ဒါမှမဟုတ်ရှင်လဲ in other words မြန်မာလိုဆိုလို့ရှင်ကျတော့ဆိုလိုတာကတော့ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ရှင်တခုခုပေါ့เนาะကျွန်တော်ပြန်ပြီးတော့ထပ်ပြီးတော့အဲ့ဒီအတိတ်ပဲကိုရှင်းပြပေးခြင်းတဲ့အခါမှာဒီကျွန်တော်တို့ I E ကိုကျွန်တော်တို့သုံးပါတယ်ရှင် Okay ဥပမာအနေနဲ့ဆိုလို့ရှင် He is a vegetarian I he doesn't eat meat သူကတော့ တက်တက်လွတ်သမားတယောက်ပါဆိုရာတော့ तू အသားမစားဘူးလေတဲ့ကင်းတော့နေအိုင်းနဲ့ဆက်တဲ့ဝကြကကျတော့ကျွန်တော်တို့ရှေ့ကအတိတ်ပဲကိုကျွန်တော်ပြန်ရှင်းပြလိုက်တာပေါ့နော်ဟုတ်ကဲ့နောက်ကျွန်တော်တို့ EG okay သူ့ရဲ့အတန်တော်ကကျတော့ကျွန်တော်တို့ကိုလည်းပဲကျွန်တော်တို့ EG ဆိုပြီးအတန်ထွက်ပါတယ်ရှင့်သူ့ရဲ့ကျွန်တော်တို့အတိတ်ပဲကကျတော့ for example ဥမာအနေနဲ့ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ရှင့် okay ဥမာအဖြစ်ဆိုလို့ရှိရင် you should eat more fruits eg apples bananas မင်းအသေးနံတွေပူစားတင်တယ်တဲ့ဥမာနေနဲ့ဆိုလို့ရှိရင်ပန်းသီးတို့ငပြောသီးတို့ပေါ့တဲ့ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့သူ့ကိုပေါ့နော်ဒီအာရင်းနဲ့အီဂျင်နဲ့ကိုကျွန်တော်တို့မှတ်စရာ tips သုံးချက်ရှိပါတယ်ရှင်โอเคအရင်ဆုံး tips number 1အရာဆိုလို့ရှိရင်သူ့ကိုကျွန်တော်တို့ကသူတို့နှစ်ခုအတိတ်ပဲတူတယ်ဆိုပြီးတော့တန်နေတဲ့တန်နေရမှာတွားပြီးတော့အစားထိုးပြီးတော့သုံးလို့မရပါဘူးရှင်โอเคနော်သူတို့ကမတူဘူးပေါ့နော်အတိတ်ပဲတွေကနောက်နံပါတ်2အရာဆိုလို့ရှိရင်ကျွန်တော်တို့ အမေရိကန်အင်္ဂလိပ်သဘောတရားအရဆိုလို့ရှိရင်တော့ဗောနော်တို့ကကျွန်တော်တို့ i တို့ eg တို့ရေးမယ်ဆိုလို့ရှိရင်သူ့နောက်ကကျွန်တော်တို့ခွန်မာလေးပြန်ပြီးတော့ခံပေးရပါတယ်ရှင်။ Okay နောက်နံပါတ်3အချက်ရဆိုလို့ရှိရင်ကျွန်တော်ကဒီလေ i တို့ eg တို့ကကျွန်တော်တို့ writing ပြောမယ်ဆိုလို့ရှိရင်ပုံမှန်ပေါ့နော်တမယိုးကြ writing အရေးစနစ်မှာပဲကျွန်တော်ကသူ့ကိုသုံးတယ်အရေးပိုင်းမှာပေါ့နော် writing အရေးပိုင်းမှာသုံးတယ်ခုနကျွန်တော်ဥမာလေးပြောသွားဆိုလို့ရှိရင်ဒါအရေးပိုင်းပုံစံရကျွန်တော်ပြောသွားတဲ့ဥမာလေးတွေပေါ့ eg တို့ i တို့နော်ဒါတို့ကျွန်တော်ပုံမှန်အရေးပိုင်းတွေမှာသုံးတယ် ဒါပေမဲ့ကျွန်တော်တို့ formal ကြက်ကြရုံသုံးပုံစံအရာပေါ့နော် formal ကြက်ကြအရေးပိုင်းနေမှာဆိုလို့ရှိရင်တော့သူ့ကိုကျွန်တော်ကတုံးလို့မရပါဘူးရှင့်အဲ့လိုနေရာမှာဆိုလို့ရှိရင် i ကိုပြောချင်တယ်ဆိုလို့ရှိရင် this is eg လို့ကျွန်တော်တို့ပြောချင်တယ်ဆိုလို့ရှိရင်ကျတော့ for example ဆိုပြီးတော့ရေးရပါတယ်ဒါ formal ဘိုင်းမှာပဲပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်ပုံမှန်အရေးပိုင်းနေမှာသူ့ကိုကျွန်တော်က i ဒါမှမဟုတ် eg ဆိုပြီးတော့ရေးပါတယ်ရှင့်ပေါ့နော်ဒါပေမဲ့သူ့ကိုကျွန်တော်ဒီ i တွေ eg တွေကအပြောပိုင်းမှာတော့ကျွန်တော်မတုံးဘူးပေါ့ဒါပေမဲ့ကျွန်တော်ပေါ့နော် spoken english စကားပြော ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က eg ဆိုပြီးမပြောဘူးအဲ့ဒီမှာကျတော့ for example ဆိုပြီးတော့ပြောပါတယ်ရှင်ခုန eg ကပုံမှန်အရေးပိုင်းမှာဆိုလို့ရှိရင်တော့ eg ကိုသုံးတယ်ကျွန်တော်ပုံမှန်တမယောကြစကားပြောပိုင်းမှာဆိုလို့ရှိရင်တော့သူ့ကိုကျွန်တော်တို့က eg လို့မပြောဘဲနဲ့ for example ဆိုပြီးပြောပါတယ်ရှင်နောက်ဥမာဆိုလို့ရှိရင်ပေါ့နော် i like fruits for example bananas apples ငါအသီးနဲ့နေကြိုက်တယ်ဥမာနေနဲ့ဆိုရင်ငပြောသီးလိုပန်းသီးလိုပေါ့ okay ရှင်းသွားပြီထင်ပါတယ်ရှင်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင်